MSB အဲဝါဒနာရှင်ဘွားလေးကနေပြောမှာနိုင်ငံကျော်ဆူတော်ဆူပြီးတော့ပြောင်းလဲသွားတဲ့လူတွေလည်းအများကြီးရှိခဲ့တယ်။ဒီအရဆိုရင်တော့ ဟိုအကိုတို့ကဆရာရဲ့ history ကိုပြန်ကြည့်ရင်သိနိုင်တယ်ပေါ့အဲဝါသနာရှင်ဘွားလေးကနေပြောမှာနိုင်ငံကျော်ဆိုတော့ဆိုပြီးတော့ပြောင်းလဲသွားတဲ့လူတွေလည်းအများကြီးရှိခဲ့တယ်ဒီဟာဆိုရင်လည်းတော့ဟိုအကိုတို့ကဆရာရဲ့ history ကိုပြန်ကြည့်ရင်သိနိုင်တယ်ပေါ့အခုဖြစ်စေခဲ့တဲ့အဲတချင်းလေးပေါ့နော်မျောနိုင်သမျှဆိုတဲ့ချင်းလေးကိုရေးပြီးတဲ့အဲတီးဆရာလည်းဖြစ်တယ်ဆိုတော့ယေရှုရှင်ပေါ့နော်မျောနိုင်သမျှတော့ ဲဆရာမင်းချစ်သူနဲ့ဆိုရင်တော့ဟိုဘယ်လိုပြောမလဲအခုဘောအတွက်ဆိုရင်တော့ဆရာအခုဖြစ်စေခဲ့ဖြစ်စေခဲ့သူလို့ပြောလို့ရတာပေါ့နော်ပြီးတော့ဟိုဆရာရဲ့ history ကိုပြန်ကြည့်ရင်တော့ခုနကပြောတဲ့45နှစ်တက်တန်းမှာဖြစ်စေခဲ့တဲ့တခြင်းတွေအများကြီးပဲပြီးတော့တခြင်းအဖြစ်ဖြစ်စေခဲ့တာလားဆိုတော့မဟုတ်ဘဲနဲ့ဆရာတခြင်းကြောင့်ပေါ့နော်အဲယူတမန်အဲဝါဒနာရှင်ဘွားလေးကနေပြောမှာနိုင်ငံကျော်ဆိုတော့ဆိုပြီးတော့ပြောင်းလဲသွားတဲ့လူတွေလည်းအများကြီးရှိခဲ့တယ်။ဒီအရဆိုရင်လည်းတော့ဟိုအကိုကဆရာရဲ့ history ကိုပြန်ကြည့်ရင်သိနိုင်တယ်ပေါ့နော်။ဆိုတော့အကိုကတော့ဆရာရဲ့ဒီ gate အပိုင်းခြားတွေရဲ့ဒီ အခုနောက်ပိုင်းကာလတွေမှာမှာပေါ့နော်ဆရာနဲ့ဒီနောက်ဆုံးပိုင်းကာလဒီဘယ်လိုပြောမလဲဒီဒီကာလအပိုင်းခြားလောက်မှာဆရာနဲ့ဆုံတွေ့ရတဲ့တပည့်လို့ပြောလို့ရတယ်မှာပါတယ်ပြီးတော့ခုနပြောတဲ့အခုဖြစ်စေခဲ့တဲ့အဲတချင်းလေးပေါ့နော်မျောနိုင်သမျှဆိုချင်းလေးရေးပြီးတဲ့အဲတေးဆရာလည်းဖြစ်တယ်ဆိုတော့ဂျေဆုရှင်ပေါ့နော်မျောနိုင်သမျှတော့မျော ဆိုတော့ဆရာနဲ့ပတ်သက်လို့ရှိရင်ဘယ်အလုပ်ကလေးတွေပဲမဆိုပေါ့တည်တည်ကြည်ကြည်ဟိုဆရာကလည်းအခုဆိုလက်ကရုံးတောင်ဝေးပေါ့နော်တခုဆိုလို့ရှိရင်ဟိုခိုင်းတာအာကိုတာအကူညီတောင်းတာမျိုးလေးတွေရှိရဲဆိုတော့အခုအနေနဲ့ကလည်းခုနပြောတဲ့အခုဖြစ်စေခဲ့တဲ့ဂျေဇုရှင်ဂျေဇုတရားရှိတဲ့ဆရာဖြစ်တဲ့အတွက်မဆိုင်မတော့ပဲပေါ့နော်အမြဲတမ်းကိုပါဝင်ပေးပြစ်တယ်ဆိုတော့ဒီနေ့ခန်းသားလေးမှာလည်းအဲ့လိုစိတ်ကူးစိတ်တန်လေးနဲ့ပါဝင်ပေးပြစ်တာပါနာရောင်ဖေးဟာဒီလို ါဆရာနဲ့ကတော့ဟိုအဲဆရာနဲ့ကကွန်ပြူတာလိုဘာမှမစုံခဲ့ရဘူးဘာဖြစ်လဲဆိုတော့ကိုရော2010မှာအဲ charges တွေထဲမှာဆရာမပါသေးဘူးပေါ့နော်မပါဝင်ခဲ့သေးဘူးပြီးတော့အခုနောက်ပိုင်းနှစ်တွေအဲ melody ဘောပြီးသွားမှဒီဒီ melody ဘောမှာ presenter ပြန်လုပ်တယ်ပြန်လုပ်တဲ့နှစ်တွေနှစ်ပိုင်းခြားတွေကြတော့မှတေတေ charge တယောက်အနေနဲ့ဆရာပါလာတာပေါ့နော်အခုနဲ့ first connection ကတော့ဒီမျော်လင့်မြတ်ဆိုတဲ့ album ကစတာပဲဟုတ်တကယ်လို့ဒီ same ago နဲ့ at this shall we do လူပါဆိုလို့ရှိရင်တော့လူကိုမွေးထုတ်ပေးခဲ့တဲ့အဖေနဲ့အမေကကိုယ့်ရဲ့ဘဝကိုဖြစ်စေတာပေါ့နော်ဒီကီတာလောကပါဆိုလို့ရှိရင်တော့ဒီဆိုရောကယ်ရီယာတစ်ခုကိုဒီပြောင်းလဲများလို့လာရေးတော့မွေးထုတ်ပေးခဲ့တာဖြစ်တဲ့အတွက်ဒီတေးရီဒီသချင်းတွေကိုဖြစ်စေခဲ့တဲ့လူတွေအလုံးအကိုရဲ့မွေးဖွားပေးခဲ့တဲ့လူတွေလို့အကိုကကျေးဇူးကျေးဇူးရှင်ဖြစ်သတ်မှတ်ထားပါတယ်အခုတော့လည်းအလောက်ထိအရေးကြီးပါတယ်ဆရာနဲ့ဆိုရင်တော့ဟိုကန်ဆက်တယ်ပေါ့နော်အကိုကလေကန်ဆက်တယ်ဆိုတော့ဘယ်လိုကန်ဆက်တာလဲဆိုတော့အမှန်တမ်းပြောရင်ဒီမျောနိုင်များဆိုတဲ့အယ်ဘမ်ကမျောနိုင်များဆိုပြီးတော့ဖြစ်မလာခင်မှာ အဲဒီဟို2010 melody ဘောကနေပြီးတော့ဆွေရထားတဲ့အဲအစိုးရလေးရဲ့ပထမဆုံးတကူတော့ album ဆိုပြီးတော့စူးစမ်းနေတာဆရာ KAT နဲ့ပေါ့နော်ဆရာ KAT နဲ့စူးစမ်းနေနေ2013ခုနှစ်မှာဆရာကွဲလွန်သွားတယ်ကွဲလွန်သွားတော့အကူကဟိုဘယ်လိုလဲခုခုကလည်းနည်းနည်းမဲ့သွားပါပေါ့နော်ဟိုမင်းပြောဂီတာနဲ့ပတ်သက်အခုမှဝန်းစာမရှိဘူးတက်တန်းအဖြစ်လည်းမရှိသေးဘူးအတိုင်းဝိုင်းလည်းမရှိဘူးအဲ့ဒီအချိန်မှာအဲအခုတခုလည်းတော့အာကိုရယ်ကိုယ့်ရဲ့ဆရာဆုံးသွားတော့ဟို မိအတီတွေ့ရမဲ့သွားပါဘောနော်အဲ့မဲ့သွားတဲ့အချိန်မှာအခု music producer တယောက်ဖြစ်တဲ့ဦးမျိုးခင်ဆိုတာရှိတယ်အရင်ကက Mercury တေးထထုတ်လို့ဖြန့်ချေပေါ့နော်အခုတော့မလုပ်တော့ဆိုတော့အဲ့ Jesus အဲဦးမျိုးခင်လည်းအခု Jesus ရှင်ပဲဆိုတော့ဦးမျိုးခင်နဲ့ဆရာ KD နဲ့ကမိတ်ဆွေကောင်းနေဆိုတော့ဆရာဆုံးသွားတဲ့အချိန်မှာဦးမျိုးကအခုဂီတနဲ့ပတ်သက်ပြီးတော့ဦးဆောင်ပေးခဲ့တယ်ပြီးတော့မိတ်ဆက်ပေးခဲ့တယ်တိုင်းပိုင်းတစ်ခုပြန်တီထောင်ပြီးအဲ့ဒီမှာဆရာမင်းချစ်သူပါလာခဲ့ဆိုတော့ဆရာကနေပြောမှအခုပြောနိုင်သမျှဆိုပြီးတော့တချင်လေးတစ်ပုဒ်စပေးတယ်ပေါ့နော်ဆိုတော့အဲ့ကနေစခဲ့တာပေါ့လေဇလန်ကတော့အဲ့တော့ အဲဂျားရဲမှာအပြန်အလှန်ဆိုလို့ရှိရင်တော့ဆရာအကိုဖြစ်စေခဲ့သလိုအကိုကလည်းဒီကိုဗစ်ကာလမှာဒီကိုဗစ်ကြောင့်ပေါ့နော်ဟိုကျမကြီးထိခိုက်ကြရတယ်ပြီးတော့အရန်ပြင်ပန်းကြရတဲ့တနည်းအားဖြင့်အသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေထိရောက်သွားတဲ့လူတွေထဲမှာအကိုတို့ပတ်ဝန်းကျင်အနီးနားမှာဆိုလို့ရှိရင်တော့ဆရာပါခဲ့တယ်ဆရာမချစ်သူပါခဲ့တယ်ဆိုတော့ဟိုအကိုတို့ first week second week third week ထိဆရာကိုမျှော်လင့်လို့မရခဲ့ဘူးပေါ့နော်အဲအဲ့ချိန်မှာလည်းအကိုက career မှာအရင်ကဆရာကိုဖြစ်ခဲ့တဲ့အတွက်ဆရာအကို100%အားကိုးတဲ့တပည့်တယောက်အနေနဲ့အကိုကနီးနီးကပ်ကပ်ပေါ့နော်မိသားစုဝင်ကောင်းတယောက်လို့အဲပြီးတော့အိမ်မှာ နေနေပဲအဲ့အဲ့ချိန်တော့ဆေးဥစေးကနေရလဲကိုကိုကောင်းကောင်းပြလို့မရတော့ဘူးပေါ့နော်အရန် traffic jam နေဖြစ်နေတဲ့အတွက်ကြောင့်ဆိုတော့ဆရာကအိမ်မှာနေမဲ့ဆေးဥတဖွဲပေါ့နော်အဲ့လိုသွေးဖောက်ဆေးဆေးဆေးထိုးဆရာမျိုးသမီးရဲ့ဆရာရဲ့ကျွန်တော်အကိုရဲ့ပြီးတော့နောက်ထပ်အတိုင်းဝိုင်းပေါ့နော်ဆရာမြေမောင်တို့အပါဝင်ပေါ့တခြားဂီတာအတိုင်းဝိုင်းလူတွေအားလုံးဝိုင်းကူဝိုင်းမာရင်းနဲ့ဆရာအသက်ဆက်နိုင်တဲ့ခွင့်ရလေးလည်းရခဲ့တယ်ဆိုတော့ဟိုကက်ဆက်တယ်ဆိုတော့အဲ့လိုမျိုးပေါ့အပြန်အလှန်ရှိကြတယ်ဆရာလည်းကိုယ်ဖြစ်စေခဲ့သလိုကိုကလည်းဆရာကို တက်နိုင်တော့အထောက်ပံ့ကောင်းလေးတွေပြီးခဲ့ဘူးတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ပေါ့နော်ဆိုတော့ဒီအမှတ်တရကြီးပါတဲ့49နှစ်ပြည့်ကို့အတွက်ဆိုရင်ပေါ့တတိပုဂ္ဂလအဲ45နှစ်ပြည့်ပွဲလေးပေါ့နော်ဟုတ်